ဓိကတော့ခမည်းတော်ကျွတ်တော့ဗုဒ္ဓဘာသာတွေကိုခမည်းတော်ကျွတ်တော့ဗုဒ္ဓဘာသာတွေဆိုတော့ဗုဒ္ဓဘာသာဆိုတော့ဗုဒ္ဓဆိုတာကဖရာဘာသာဆိုတာစကားဖရာစကားကိုနားထောင်နေတဲ့ပုဂ္ဂိုလ်တွေဆိုရင်ငါတို့သူတို့ရဲ့ကျင့်ဝတ်ကနော်နံပါတ်1 အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေးပုံပါဒါခင်ဗျားတို့လက်ကင်ထားရမယ်တရားတဲ့နော်အမြဲတမ်းနှလုံးသွင်းနေရပါဒါနှလုံးသွင်းနေလို့ရှိရင်ခုဒီနိုင်ငံမှာ ဖြစ်တာမျိုးတွေမဖြစ်ဘူးတင်ပါဘုရားခုခုကဒါတွေနဲ့လွတ်ကုန်တော့ဖြစ်ကုန်တယ်တင်ပါဘုရားဒါဆိုပထမခင်ဗျားတို့အမြဲတမ်းနှလုံးသွင်းရမှာအနိစ္စဒုက္ခအနတ္တ နောက်ခမားတို့ရဲ့မိတ်ဆွေကကံညာဝိရိယအဲ့ဒီဥဒ္ဒခမားတို့မိတ်ဆွေတင်ပါခင်ဗျာခမားတို့ရဲ့နေဆံလုံငန်းကဒါနသီလဘာဝနာနောက်ခမားတို့ရဲ့ရံသူကြီးကလောဘဒေါသမောဟအဲ့ဒီဥဒ္ဒခမားတို့ရဲ့ရံသူတင်ပါခင်ဗျာနော်တင်ပါခင်ဗျာခုရံသူကိုမိတ်ဆွေလုံလိုက်လို့ င်ပါဗျာတဏ္ဍာငါလုံးဒုက္ခဖြစ်ကုန်တာဘုရားဟောတာတာကလောဘဝသံနဂိစေယလောဘနိုင်ငံကိုမလိုက်နဲ့လောဘနိုင်ငံကိုလိုက်ရင်အကုန်လုံးမှားကုန်နိုင်မယ်ဆိုတော့ခု ခမရတွေ့ရရန်သူကလောဘဒေါသမောဟအဲ့ဒီလောဘနဲ့ခုမိတ်ဆွေသွားပြီးတော့ဖွဲ့လိုက်တဲ့အခါကျတော့ခုဒီတဏ္ဍာငါလုံးဒုက္ခဖြစ်ကုန်တာမှန်ပါဗျာနောက်ခမရတို့အမြဲတမ်းလက်ကင်ထားရမယ် တရားကခန္တီမေတ္တာသစ္စာအကောင်းကြံအမှန်လို့အဟုတ်ပြောဟုတ်လားမှန်ပါဗျာဒီဥဒ္ဒါခမည်းတော်လက်ကင်ထားရမယ်တရားတဲ့နံပါတ်1အနိစ္စဒုက္ခအနာတ္တဒီဥဒ္ဒါအမြဲတမ်းခမည်းတော်နှလုံးသွင်းရမယ်တရားမှန်ပါဗျာနံပါတ်2ခမည်းတော်မိတ်ဆွေရ ကံညာဝိရိယနံပါတ်3ခမရတို့ရဲ့နေ့စဉ်လုပ်ငန်းကြီးကဒါနသီလဘာဝနာနောက်နံပါတ်4ခမရတို့ရဲ့အမြဲတမ်းနှလုံးသွင်းရမယ်အမြဲတမ်းဆောင်တာရမယ်တရားကခန္တီမေတ္တာသစ္စာဆိုတာဟုတ်လားဒီဥစ္စာခမရတို့ဘုရားဗာသာတိရဲ့ လက်ကင်တရားပဲဟုတ်ပါဘူးထပ်ပြီးတော့ပြောအနေစာဒုက္ခအနာတာနံပါတ်1เนาะဒါခမရတို့အမြဲတမ်းနှလုံးသွင်းရမယ်တရားတဲ့ခမရတို့ရဲ့မိတ်ဆွေရဲ့အစ်စ်ကကံညာဝိရိယကံဆိုတာခမရတို့လုပ်တဲ့ကုသိုလ်တွေပေါ့ဟုတ်ပါဘူး အဲ့ဒီအဲ့ဒီကုသိုလ်တွေဟာခမည်းတော်ရဲ့မိတ်ဆွေတွေကိုတင်ပါဗျာဒါကြောင့်ခမည်းတော်ရဲ့မိတ်ဆွေကကံညာဝရိယဝရိယကိုညာရှိတော့သင်္ကန်းဟုတ်လို့ရှိရင်ဝိရဒဘယခင်များရဲ့လက်ထက်မှာပထမဆုံးကြွတန်းဝင်တယ်ဆိုတာသိကြတော့သင်္ကန်းကိုလူကြနော်တင်ပါဗျာဒါကြောင့်ကံညာဝရိယခမည်းတော်ရဲ့နေ့စဉ်လုပ်ငန်းကဒါနသီလဘာဝနာ ဒါနဆိုတာပေးတာကနာပူတာကနာသီလဆိုတာ၅ပါး၈ပါး၉ပါး၁၀ပါးကိုနိုင်တာကို ထိမ့်တာကကံညာဝိရိယဆိုတာဟုတ်လားနောက်ခမည်းတော်ရဲ့ယံသူကလောဘဒေါသမောဟနောက်ခမည်းတော်လက်ကင်ထားရမယ်တရားက ခန္တီမေတ္တာသစ္စာနော်ဒီတိုင်းနေလို့ရှင်ဒီအမှားမတွေ့ဘူးပထမဆုံးနံပါတ်1အနေစဒုက္ခအနတ္တာအဲ့ဒါခမရတို့နှလုံးသွင်းရမယ်တရားနံပါတ်2ခမရတို့မေဆွေအစ်စ်ကကာဉ္ဉဝိရိယအခုခမရတို့ညာရှိတော့ဒီသင်္ကန်းကိုကတ်တာမြင်မလမတွေ့ဘူးလားဟုတ်တယ်မဟုတ်လားကာဉ္ဉဝရိယ ခမရတို့ရဲ့ရန်သူကလောဘဒေါသမောဟနောက်ခမရတို့အမြဲတမ်းလက်ကင်ထားရမယ်တရားကခန္တီမေတ္တာသစ္စာဆိုတာဒါပဲညာနော်အကောင်းကြံအမှန်လို့အဟုတ်ပြောယခုလက်ရှိအချိန်နဲ့ကောင်းတဲ့အချိန်ဟာမရှိဘူးဒီလက်ရှိအချိန်မျိုး နိဗ္ဗာန်ရောက်တည်တိုင်အောင်အဆုံးဖြတ်ပါနော်ဟုတ်ရအဲ့ဒါခမရသူဘုရားဘာသာတွေရဲ့ကျင့်ဖို့ပဲဗျာနော်ကောင်းပြီကောင်းပြီကောင်းပြီအာလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းပြီးဆောင်ရွက်သမျှကိစ္စဝါဝါပြည့်မြောက်အောင်မြင်ပါစေဖုန်ကြည့်သက်ရှိကောင်းမြတ်လူရဲ့စံတပြည့်ဝကြပါစေ